။အော်တင်မေးတယ်ဆိုတာထက်ဒီဇက်ကောင်လေးကိုသူ့ရဲ့ရှင်ထဲကိုရောက်တော့ဘေးနာအဖွားတယောက်အနေနဲ့ပြောပြရတာပေါ့နော်။ "तू ကအများကြီးစူးစမ်းပါတယ်။ဒါပေမဲ့ तू ကဟိုတရုတ်ဆောင်စစ်စစ်မဟုတ်သေးတဲ့အတွက်ကြောင့်မို့လို့ तू ကစူးစမ်းနေစေ ကာလပေါ့နော်။စူးစမ်းနေစေကာလဖြစ်တဲ့အတွက်သူ့မှာလိုအပ်ချက်တွေရှိဦးမှာပါအဲ့တော့ဒီလိုအပ်ချက်ကလေးတွေကို तू ကငါဘယ်နေရာမှာလိုအပ်နေလဲဆိုတာလေးတွေကို तू ကလိုက်ပြင်ပြီးတော့မှအဖြည်းဖြည်းစူးစမ်းရင်းစူးစမ်းရင်းနဲ့ तू လည်း အဲဝိုင်းရင်တယောက်ဆောင်တယောက်ဖြစ်လာနိုင်ပါတယ်ဒီလိုပါပဲမျိုးတို့လည်းဒီနေရာကိုမရောက်ခင်တော့အစ်စ်နေရာစခဲ့တာပါဆိုတဲ့အခါကျတော့အစ်စ်နေရာမှာစလာခဲ့ရင်တော့အမားရင်းဆိုတာရှိပါတယ်ပြိသက်တွေအမလို့အမရဖြစ်တာတွေရှိပါတယ်အဲ့ဒါတွေကိုတဖြည်းဖြည်းအလုပ်ကနေသင်ယူသွားမှာပါဘယ်သွားမလို့လဲပေါ့ဒီနေ့တအားလာတာပဲကျမကိုကျမလှတာသိတယ် လှုပ်ဆရာလေးရှိလို့တွားလာအောင်မယ်။ဩနေပါဦးလုံးမလုံးလဲတားမဲ့လူတရားမှမရှိဘူး။မကြခင်လက်ထက်တော်မယ်အောင်ခင်ဗျားနဲ့ကြုံလေရံပြဘူးတာမှန်ပဲကြုံလို့မမရိုင်းဘူးဗျ။မလန်းနှလုံးသားကိုစမ်းကြည့်ရကြုံနှလုံးသားတောင်းနူးညံ့နေပြီ။တိုင်းငွားရာမပြောနဲ့တ िश ူဟာအထုပ်ကိုလက်ထဲမှာထည့်တာအဲငွားရာလေးအဲ့လိုပဲကိုကလေ ိကတော့ဇက်ရဲ့သဘောတရားရောဟိုကတော်တော်လေးကိုလေဟိုကဖြစ်ပါတယ်အဲဟိုအရင်တော့ရုပ်ရှင်တွေကြည့်တော့ဆိုသလိုပဲငိုရတဲ့ကားတွေမြင်အသက်ကြီးလာလို့လားမသိတော်တော်မျက်ရည်လွယ်လာတယ်ဟောအလူမဖြစ်မြောက်လို့တော့နေလေအေးအေးနေရမယ်လို့မထင်ဘာသာတော်ငေါဒီနေရာမှာတမုန်နဲ့တရားနင်းနေချင်လို့လားတော် တဲ့ကောင်အောင်မြတ်ဆန်ရန်သူရဲ့ဒီဟာငါအခုချိန်မှာရှင်ပြုတ်ပေးကျင်တာပဲသိတယ်ပေးသွားရင် shop ကျူပင်ခွင့် tissue တပ်ပြဲမလွယ်ဘူးဆိုပင်ခွင့် tissue ထမခွင့်လေးထမပင်ခွင့် ရှူလေးကဓာတ်ရုပ်ပစ္စည်းတွေမပါဝင်လို့အသားရည်ကိုထိခိုက်မှလုံးဝစိတ်ပူစရာမလိုဘူးနော်သူကအများကြီးစူးစမ်းပါတယ်ဒါပေမဲ့သူကဟိုတရုတ်ဆောင်စစ်စစ်မဟုတ်သေးတဲ့အတွက်ကြောင့်မို့လို့သူကစူးစမ်းနေစေကာလပေါ့နော်စူးစမ်းနေစေကာလဖြစ်တဲ့အတွက်သူ့မှာလိုအပ်ချက်တွေရှိအောင်မှာပါအဲ့တော့ဒီလိုအပ်ချက်ကလေးတွေကို तू ကငါဘယ်နေရာမှာလိုအပ်နေလဲဆိုတာလေးတွေကို तू က လိုက်ပြင်ပြီးတော့မှတဖြည်းဖြည်းစူးစမ်းရင်းစူးစမ်းရင်းနဲ့သူလည်းအဲဝိုင်းရင်းတယောက်ဆောင်တယောက်ဖြစ်လာနိုင်ပါတယ်ဒီလိုပါပဲမျိုးတို့လည်းဒီနေရာကိုမရောက်ခင်တော့အစ်စ်နေရာဆခဲ့တာပါဆိုတဲ့အခါကျတော့အစ်စ်နေရာမှာဆလာခဲ့ရင်တော့အမားရင်းဆိုတာရှိပါတယ်ပြိသက်တွေအမလို့အမများဖြစ်တာတွေရှိပါတယ်အဲ့ဒါတွေကိုတဖြည်းဖြည်းအလုတ်ကနေတင်ယူသွားမှာပါတထားမဲ့ကြံတိုင်းနေအဲ့ဒီအပြူမူတွေကငါ့ကိုပြန်ပြန်တင်းလာစေတယ်အရှင်လောင်းလာဝဲ မရောင်းနိုင်ဘူးငါသားရောင်းခေါပစ္စည်းမဟုတ်ဘူးအော်တင်မီးတယ်ဆိုတာထက်ဒီဇက်ကောင်လေးကိုသူ့ရဲ့ရှင်ထဲကိုရောက်တော့ဘေးနာအခွားတယောက်အနေနဲ့ပြောပြရတာပေါ့နော်အဲအဲ့ခါကျတော့ရိုးလည်းရင်တော့အဲ့လိုဖြစ်ခဲ့ဘူးလေဟိုကိုမိုက်တီနဲ့ရိုက်တော့ပါပေါ့နော်ကိုကိုရဲကစာဟုတ်ရန်ဆိုရယ်ဆက်ဗီဒီယိုလေးရိုက်တဲ့အချိန်တော့အဲဂျိုင်းရိုင်းနဲ့ကိုကငိုရတဲ့ခိုင်းနေရမ်းမြတော့ကြားတော့လေလူကဟိုချစ်ကုန်းလက်ပတ်ကျသွားတာပေါ့ ဲ့ချိန်မှာဟိုကိုမိုက်ကိုပြောတယ်ကိုမိုက်တမီးကိုကိုမိုက်လိုမျိုးကိုပြန်ပြီးတော့မှဒီဇက်ကိုပြန်ခေါ်ပေးပါအောင်ပြန်ခေါ်ပေးပါအောင်ဆိုတော့ကိုမိုက်တိကဘေးနားကနေကို့အဲ့ဇက်အစကနေပြန်ပြီးပြောတဲ့အခါမှာကို့ကအဲ့ဟာကို့ရဲ့ခေါင်းထဲမှာဒီဟာထဲမှာဒီဇက်ကိုပြန်ပြီးတော့စိတ်ထဲမှာပြန်ထည့်လိုက်တဲ့အခါမှာအဲ့မှုကပြန်ရသွားတယ်ဆိုတော့အဲ့လိုမျိုးလေးတွေကရှိပါတယ်ခလေးတွေကလည်းတော်တယ်ဒီထဲမှာလေဟိုဘလို့ပဲပြောပြောဒီစောစောတို့ဟိုပြည့်ဖြိုးလေးတို့တို့တွေလည်းတော်ပါတယ်တို့တကယ်တမ်း ဟိုစိတ်ထဲမှာနည်းနည်းတည်တည်ပြောရမယ်စကားလုံးလေးလေးပင်ပင်ပြောရမယ်စကားလုံးတွေပါတယ်အဲ့ခါကြလို့ရှိရင်ဟိုတခမ်းမဲဖြစ်ပင်စေသူတို့တကယ်ကိုဟိုစိတ်ကိုနှစ်ပြီးတော့မောင်းเนาะချစ်ချစ်ရောက်ရောက်နဲ့ဒီစကားလုံးလေးကိုနှလုံးသားထဲထည့်အောင်သူတို့ပြောနိုင်တယ်ပေါ့အဲ့တော့သူတို့အခန်းနဲပင်မဲ့သူတို့ပါတဲ့နေရာမှာသူတို့တာဝန်ကျင်အောင်တယုတ်ဆောင်သွားကြပါတယ်နာကြီးစိတ်နဲ့နှလုံးသားကိုဖြတ်ရိုက်မှာအခါခါတည်း ထိုင်ကိုရတာမပြောနဲ့တ िश ူးဟာအထုပ်ကိုလက်ထဲမှာထည့်တာဟုတ်တယ်အဲငိုရတာလေအဲ့လိုပဲကိုကလေဒီကားတော့ဇက်ရဲ့သဘောတရားရဟိုကတော်တော်လေးကိုလေဟိုကဖြစ်ပါတယ်အဲကိုအရင်တော့ရုပ်ရှင်လေးကြည့်တော့ဆိုဒီလိုပဲငိုရတဲ့ကားတွေမြင်အသက်ကြီးလာလို့လားမသိတော်တော်မျက်ရည်လွယ်လာတယ်